ါ်မှာရောက်မှခံရတဲ့သတင်းထောက်စော်ကြီးဇလန်ကြည့်ပြီးပြီလားတထဲတွေကြီးပဲလှုပ်တယ်အပျော်စီးသင်းမောပေါ်ကရက်ရှည်ပါတီပွဲကိုသတင်းထောက်မှတူဖိတ်ကြားခံရပါတယ် င်းကအဲ့တင်းမောပေါ်ကပါတီပွဲလုပ်တဲ့တထင်းမကြီးကကင်စာဖြစ်နေလို့သူ့ရဲ့နောက်ဆုံးပါတီမှာအရန်ကိုမှမှန်ကန်တဲ့သတင်းတွေတင်တဲ့လူမှန်ကြီးမမကိုခေါ်ဖိတ်ပြီးတွေ့ချင်လို့ဖြစ်ပါတယ်အဲ့ဒီရှင်းလာရှင်းဆက်သွားမယ်ရောက်ရောက်ချင်းညပဲဘေးခါလူတယောက်အတန်နေဝူဝါအော်ပြီးဝရဏနာကနေတင်းမောအောက်ကိုပြောက်ကြသွားတယ်သတင်းတောင်းမှလည်းချက်ချင်းကိုအကြောင်းကြားတော့တင်းမောတစ်ခုလုံးပြန်လှည့်ပြီးရှဲရှာတာပေါ့ဒါပေမဲ့တင်းမောပေါ်မှာလူတယောက်မှပြောက် မသွားဘူးဒါအပြင်နိုင်ငံပေါ်ကသွေးတွေဆက်လိတ်ဖင်စီကန်တွေစတဲ့အသေးကပစ္စည်းတွေအကုန်ညာတွင်ချင်းကိုပျောက်သွားပြီးသတင်းတောက်မှတယောက်စောက်ပေါ်ဖြစ်တာကနေဇလန်းစတော့တာပါပဲ IMDb rating 6ရရှိထားပြီးကြည့်လို့ share ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်ဇာတ်ကားလေးရဲ့နာမည်က The Woman in Cabin 10 ပြောင်းချက်တဲ့ဂျေမာသွားကြည့်ပါကိုသေးရဲ့ပင်ဗီဒီယိုနဲ့ဘိုင်အိုမှာဘလို့ကြည့်ရမလဲဆိုတာကိုပြောပြပေးထားပါတယ်ဘလို့ကားတွေကြိုက်တယ်လဲကောမန်မန်ကဲအခုတော့သွားကြည့်လိုက်တော့လေ